ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့မှာတော့ Nova Logo ရဗီဒီယိုလေးရကြတော့အာတစ်ဖက်သူလူဘူးပြီးသားပဲပေါ့နော်ဒါပေမဲ့တစ်ဖက်သူကကိုကိုပါရဲ့တွေ့နေတယ်ကိုကိုဘယ်လိုမျိုးမြင်နေလဲဆိုတာဒီကိုပြီးတဲ့ဖြစ်နေတာပါဆိုတဲ့ခါကျတော့သူ့စိတ်ထဲမှာကိုကိုဘယ်လိုမြင်နေကြလဲပြီးခါကျလို့ရှိရင်သူ့စိတ်ထဲမှာကိုနဲ့ပတ်သက်ရဘာရဲ့ရှိနေလဲဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုဆက်ကြည့်ဖတ်ဖို့ပေါ့ရှင်ပါလေအရင်ဆုံးအနေနဲ့ကကျတော့အာကိုဟာဆိုလို့ရှိရင်တစ်ဖက်သူ ကိုသဘောကျတဲ့သူတရားပါပေါ့နော်သူမကိုစိတ်ထဲမှာရှိနေလူတရားရှိတယ်အဲ့လိုပါဆိုလို့ရှိရင်သူ့ရဲ့စိတ်ထဲမှာရောကိုနဲ့ပတ်သက်ပြီးတော့ဘာတွေရှိနေလဲပြီးတော့ခါကျတော့ကိုယ့်ကိုယ်ရောဘယ်လိုနေနေလဲဆိုတာလေးကိုသိစင်တယ်ဆိုလို့ရှိရင်ဒီဟာလေးကိုဆက်ဖက်ကြည့်ကြည့်အောင်ဒါအတော်လေးပေါ့နော်နောက်ဆုံးတက်လေးပါခင်ဗျာခါဆိုတဲ့ခါကျတော့တစ်ဖက်သူကဘယ်လိုမျိုးမှရှိနေလဲဆိုရင်သူက အာခန္ဓာချက်တွေနဲ့ပတ်သက်သွားလို့ရှိရင် तू ကလည်းအရန်ကို control လုပ်တတ်တယ်သူကိုခန္ဓာချက်ကိုဘယ်လို control လုပ်အောင်လဲဆိုတော့ तू ကကောင်းကောင်းသိတယ်အဲ့လိုလိုဖြစ်တယ်ပေါ့နော်တစ်ဖက် तू ပါဆိုရင်ဆိုတဲ့အခါကျတော့ तू ကအာ तू login အရာရှိကောင်းရှိမှာပေါ့နော်ကိုယ့်စီမှာအင်းအဲ့ရောက်ခါကျတော့ကိုယ့်စီမှာ login အရာရှိလို့ရှိရင်ကိုကိုကိုစိတ်ကိုထိန်းချုပ်ပြီးတော့မှာပေါ့နော်ပြောလို့ရှိရင်ကိုစိတ်တွေကိုဘယ်လိုပြောမလဲအပိုင်းဆိုးထားတယ်ပေါ့နော်အုပ်ဆိုးထားပြီးတော့မှာ အာသူလိုချင်တဲ့အရာလေးတွေကိုရအောင်သူလုပ်မယ်ဆိုတဲ့ဟာလေးညရတယ်ကို့ပေါ်မှာလည်း feeling လည်းရှိကောင်းရှိမှာပေါ့နော်ဆိုတဲ့ခါကျတော့ तू ကဖြစ်နေကြတဲ့အခုရှိတယ်သူ့မှာလည်းကိုကိုနဲ့ပတ်သက်ပြီးတော့ feeling လေးလည်းရှိနိုင်တယ်လို့မျိုးပဲနောက်ခုပေါ့နော် तू ကအဲပထမခုကကျတော့ तू ကကို့ပေါ်မှာအရာကို feeling လေးရှိတယ်အရာကိုမှချစ်နေတယ်ဆိုတဲ့ဟာမျိုးညရတယ်တကယ်လို့အဲ့လိုမျိုးဟုတ်မနေဘူးဆိုလို့ရှိရင်အာ तू က ိုနဲ့ပတ်သက်ပါလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကျက်တွေကိုလုံးဝကောက်ကောက်ထိချုပ်နိုင်တဲ့သူတရားဖြစ်တယ်။မနစ်တလက်လုံးနိုင်တာပေါ့နော်။လှမ်းမိုးနိုင်တယ်၊ချိန်လိုက်နိုင်တယ်၊ချုပ်ကိုင်နိုင်တယ်။ကိုယ့်ရဲ့စိတ်ခန္ဓာကျက်တွေကိုကစားနိုင်တဲ့သူတရားပေါ့နော်။ပြောဆိုအသုံးချနိုင်တဲ့သူတရားကိုခန္ဓာကျက်တွေကိုသူကနေပဲအသုံးချနိုင်တဲ့သူတရားဖြစ်တယ်။ဖြစ်နေတဲ့အခုပေါ့ကိုယ့်ပေါ်မှာအရန်ကို fall in love ဖြစ်ကြတယ်ဖြစ်နေတယ်လို့မျိုးပဲ။တကယ်လို့များက तू ကအဲ့လိုမျိုး fall in love ဖြစ်တဲ့အမှုရာကြီးပြမနေဘူးဆိုလို့ရှိရင်တော့ဒါသိကြရဲ။ तू ကကိုယ့်ရဲ့စိတ်ခန္ဓာကျက်တွေကိုကစားနေတာစိတ်ခန္ဓာကျက်တွေကိုအသုံးချနိုင်တဲ့သူတရားလို့ပဲ။ဘယ်လိုပါတော့ပြောရမှာပေါ့နော်။ဒီရကတော့ကြည့်ကြည့်ရအောင်။ အာတစ်ဖက်သူရဲ့စိတ်ထဲမှာရောကိုကိုဘယ်လိုမြင်နေလဲပေါ့နော်ဟုတ်ပြီကဲဒီကြည့်လိုက်ရင်ဖီးယားထွက်သွားပြီပေါ့နော်သူဘယ်လိုမြင်နေတာလဲသူဘာတွေ့နေလဲဆိုတာသိပါပြီဆိုတော့ဆစ်ဆော့ဖန်နေကဲဆစ်ဆော့ဖန်နေကဲလည်းတော့ညာဟဲ့သူကပါလဲဆိုတော့ อืมโนวาเนี่ยตามเจอมาป่ะเนาะถ้าแม่นแล้วแต่แม่นไม่แม่นจริงๆแม่นอกง100%เนาะแม่นนี่มันไม่ถูกอาจารย์บอกม้าเลยဆိုလို့ရှင်เลยပဲม้าเลยဆိုတော့မဟုတ်ခဲ့ဘူးဆိုလို့ရှင်လည်းတရားပဲ pass ပဲเนาะဘာလို့လဲဆိုတော့အာအရင် secret ကြီးထားနေမှာသူတို့ဒီ nova nova မြင်းနဲ့တိုင်ပြောသွားလိုက်မယ်เนาะအာဘာလို့ဆိုတော့ဒါ generally တက်ဖြစ်တဲ့အတွက်ကြာအကောလုံးနဲ့မတူတတ်ဘူးအာ အနည်းဆုံးတော့မတူတော့ဘူးပေါ့နော်အများကြီးတော့တူတယ်အဲဒီကလေးများကအဲ့လိုမျိုး serious ဖြစ်နေတယ်ဆိုလို့ရှိရင်ကိုကအဲ့လိုရင်ခက်တတ်တတ်ဒုတိယအထက်နဲ့ပတ်သက်လာလို့ရှိရင်အဲ့လိုမျိုးအရင် serious အရင် overthinking ဖြစ်တတ်တဲ့ဒုတိယဆိုလို့ရှိရင်ဒါကိုအရင်တွေးမနေနဲ့အာ jet set ခက်လို့ပဲတဘောထားပြီး pass လဲနော်ဒီကိရဆိုတော့ဗမာမြန်ရဆိုလို့ရှိရင် तू ကတော့သူ့ရဲ့အဲပြောလို့ရှိရင်သူ့ရဲ့သူ့ရဲ့ဘယ်လိုပြောမလဲစကားလုံးလှိုက်ရေးတယ်မနော်သူ့ရဲ့အဲ ထပ်ပါတူမနှစ်ဖက်တယောက်ရှိကောင်းရှိမယ်ပေါ့နော်ရှိခဲ့တဲ့ခါကျလို့ရှိရင်သူကသူ့ရဲ့အဲအရန်ဘလူးပေါ့နော်အရန်ဘလူးတော့ကိုယ်တဘောထားရည်လည်းဖြစ်တတ်တယ်ပေါ့ဆိုတဲ့ခါကျတော့နှစ်ယောက်ထဲကနေပြီးတော့မှကိုကကျတော့လုံးဝ main character ဟုတ်မနေဘူးကိုရရတဲ့ဟုတ်မဟုတ်နေသူ့ရဲ့ပြောလို့ရှိရင်သူရရှိရှိပြောမှသူ့ရဲ့စိတ်ထဲမှာကိုရရတဲ့ဟုတ်မနေဘူးသူ့ရဲ့နှလုံးသားထဲမှာကိုရရတဲ့ဟုတ်မနေဘူးသူ့ရဲ့စိတ်ထဲမှာကိုနှစ်ယောက်ဖြစ် sorry sorry သူ့ရဲ့စိတ်ထဲမှာလူကနှစ်ယောက်ရှိနေတယ် ကိုပြင်းတစ်ထက်တယောက်ကရှိနေဒါပေတော့ဒါကတော့ serious ကြီးမတွေးချင်ဘူးဆိုလို့ရှိရင်အဲတစ်ထက်ချစ်တဲ့တူတယောက်ပေါ့နော်တစ်ထက် main ရောက်ရှိနိုင်မျိုးလည်းဖြစ်နေတစ်ထက်ရောကြောင်းလေးရောက်ရှိနိုင်မျိုးလည်းဖြစ်နေတယ်လို့မျိုးပဲအဲသူ့စိတ်ထဲမှာသူ့ရဲ့မိသားစုဝင်တယောက်သူ့ရဲ့တငယ်ချင်းတယောက်သူ့ရဲ့ညီကိုမောင်နှမတယောက်ရှိနိုင်မျိုးလည်းဖြစ်နိုင်ပါတယ်နော်ဒါအရင် serious ကြီးတွေးနေမှာဆိုလို့ဆိုတဲ့ခါကျတော့ဒီသူ့ရဲ့စိတ်ထဲမှာကိုပြင်းကိုနှစ်ထက်တယောက်လည်းရှိနေတယ်ဒါကြောင့်မလို့သူ့ရဲ့အချစ်တွေအကုန်လုံးဟာကိုစီမှာပြေဝရှိမနေဘူးသူခွဲပေးနေတယ်ဟိုဘက်ဟိုဘက်ဒီဘက်သူကခွဲပေးနေတဲ့ဟာမျိုးမြင်ရတယ်ဆိုတဲ့ခါကျတော့ ဒီကိရဆိုလို့ရှိရင်တော့တစ်ဖက်သူအာရဲ့အမြင်တွေအတွေးတွေအရဆိုလို့ရှိရင်ကိုယ့်ပုံမှာ100%ရှိနေဘူးသူရဲ့အချစ်တွေသူရဲ့ပိတ်ကပ်မှုတွေပေါ့နော်ပိတ်ဆက်မှုတွေအရဆိုရင်ကိုယ့်ပုံမှာ100%ရှိနေဘူးသူရဲ့ကြိုးစားအားထုတ်မှုတွေလည်းကိုယ့်ပုံမှာ100%ရှိနေဘူးကိုယ့်ပြင်ကိုမနေ့တရားကိုခွဲပေးနေရတာဥလို့ပါမြင်နေရပါတယ်အဲဒီမှာတကယ်ကိုနောက်ဆုံးတစ်ချက်ကိုဟောက်မနေဘူးပေါ့နော်နောက်ဆုံးတစ်ချက်ကိုထပ်ပြီးရောဆွဲကြည့်ကြည့်ရအောင်နောက်ဆုံးတစ်ချက်ဆိုလို့ရှိရင်ရောဒီတစ်ဖက်သူပါဆိုလို့ရှိရင်ကိုယ်နဲ့ပတ်သက်ပြီးတော့ဘာတွေခံစားနေရလဲဆိုတာကိုကြည့်ကြည့်အောင် seven account နဲ့ seven account ရဲ့ debit တော့ကအရင်ရှင်းပြမယ်ဒီကဒီကကကျတော့သူကအာဝေခွင့်မရဘူးတွေ့ဝေနေတယ်သူဖျက်ခတ်နေတယ်ဆိုတဲ့ဟာမြင်ရပေါ့နော်ဆိုတဲ့ခါကျတော့သူကလည်းအနောက်ဘက်ခါကျတော့ဘယ်ကအမှန်ဘယ်ကအမှားဆိုတော့သူမသိဘူးဟာပြရယ်ပေါ့ဆိုတဲ့ခါကျတော့သူရဲ့စက်ထဲမှာလူကတော့နှစ်ယောက်ရှိရယ်ဘာလဲခန်းစားနေရလဲဆိုတော့အဲ့နှစ်ယောက်တွေကနေပြီးတော့မှကိုကိုပြေးတင်တာမရွေးတဲ့ဘူးလားသူကနေပြီးတော့သူဖျက်ခတ်ဆိုတော့ဟာကြတော့ကိုရအပြိုင်ပေါ့နော်ဒါပါတော့သူရအမေလည်းဖြစ်နေပြီပါပေါ့နော်ကိုရအပြိုင်ဆိုတော့ကိုနဲ့ပြိုင်ပြီးတော့မှသူ ရဲ့အချစ်တွေကိုပေးနေရတယ်သူပြောရှိတယ်။အဲ့လူနဲ့ကိုရဲ့ကြားထဲမှာညှက်ညက်တရားကိုသူကရွေးလို့ရရတော့မယ်။အဲ့ချိန်မှာဆိုလို့ရှိရင်သူကကိုယ့်ကိုရွေးရမှလားဟာညှက်တရားကိုရွေးရမှလားဆိုတော့သူကနေပြီးတော့မှစဉ်းစားနေရတယ်။စဉ်းစားခက်နေတဲ့ကာလဝေခွဲခက်နေတဲ့ဝေခွဲခက်ခက်နေတဲ့ခန်းချက်တွေကိုသူခံစားနေရတယ်။ဝေခွဲခက်ခက်နေတဲ့ဆုံးဖြတ်ခက်နေတဲ့စဉ်းစားခက်နေတဲ့ဘယ်လိုပြောမလဲ indecision ဖြစ်နေတာပေါ့နော်။နောက်ပြီးတဲ့ခါကျလို့ရှိရင်သူကအာဘာလို့အဲ့လိုဖြစ်နေလဲဆိုတော့သူကိုယ်တိုင်ကိုယ်က ကိုကိုရွေးလိုက်တာကကောင်းချင်းလားဆိုးချင်းလားဆိုတော့ तू မသိနေဘူးကိုကကိုကိုပြောချင်ရင်ယုံကြည်မှုမရှိတာပေါ့ယုံကြည်မှုရှိဆိုတာကကိုကိုရွေးလိုက်ကိုနဲ့သူတို့ရှာမဲ့လမ်းကိုသူကနေပြီးတော့မှ तू နဲ့အာငါတို့ရွေးလိုက်လို့ရှိရင်ငါပြောရပါမလားငါတမှန်ကန်ပါမလားဆိုပြီးတော့မှ तू မယုံကြည်ဖြစ်နေတာဆိုတဲ့ခါကျတော့ကိုပေါ်မှာလည်း100%ယုံကြည်မှုရှိမနေဘူးအဲ့လိုဖြစ်တယ်ပေါ့နော်ဟာလည်းပါစေရုပ်ကြည့်မှုရှိမှုနေလို့ဆိုတာကိုနဲ့တူတူနေလို့ရှိရင်သူပြောရမယ်ဆိုပြီးတော့သူ့ကိုသူ တေးချမနေဘူးပေါ့နော်ကိုလည်းတူတူနေရမယ်ဆိုသူပျော်ရွှင်ရမယ်ဆိုပြီးတော့မှသူတေးချနေတဲ့မျိုးမျိုးရှိဘူးဒါကြောင့်မို့သူသုံးဖြတ်ခတ်နေတာပေါ့အော်ငါဟိုတက်ပြီလို့ရှိပိုကောင်းမလားဒီတက်ပြီရဲ့ရှိပိုကောင်းမလားဆိုပြီးတော့မှသူကလည်းချင်းချင်းနဲ့စဉ်းစားနေတယ်တွက်ချနေတဲ့အခါတော့လည်းပါမြင်ပါတယ်နောက်တစ်ခုကကြတော့ဒီတစ်ဖက်သူကဆိုလို့ရှိရောအာကိုနဲ့ပတ်သက်ပြီးလို့ရှိရင်တကယ်အချစ်ရလားပေါ့နော်ခုနကဟာကြည့်လိုက်တော့လေ feeling လဲတော့ feeling ကပုံမှန်ဆုံးကမှတွေ့လိုက်တယ်ဒါပေမဲ့ထပ်ပြီးတော့နောက်ထပ်တစ်ကက်တွေမှာကျတော့တွေ့မနေတော့ဘူးပေါ့နော်နောက်ထပ်တစ်ကက်တွေမှာကျတော့ ဘာတွေတွေ့လဲဆိုလို့ရှိရင်ဒီမှာဖန်တကယ်တွေ့တယ်ဆိုတဲ့ဟာလည်းဒါကကြတော့ planning ကိုပဲတွေ့ရပေါ့နော်အနာဂတ် plan ကိုပဲတွေ့တယ်နောက်တစ်ခုကကြတော့ဒီမှာ feeling တော့တွေ့တယ်ဒါပေမဲ့မရေရတဲ့ feeling တွေတွေ့နေရဆိုတဲ့တကြောင်လေးပထမဆုံးတကယ်ကိုပဲ number ကြည့်ပြီးတော့ပေါ့နော်တကယ်ကိုယ့်ရဲ့အဖက်သူကကိုယ့်ပုံမှာချစ်ရလားကိုယ့်ပုံမှာအာခံစားချက်တွေပါရှိရလားဆိုတော့ကိုယ်ကြည့်တဲ့တော့ပေါ့နော်ဆိုရခါကြတော့ရှိလားဆိုတော့ तू က ရှိရှိရင်လည်းရှိမှာမရှိရင်လည်းမရှိဘူးဘာလို့လဲဆိုတော့ तू ကဖုံးကွယ်ထားတယ်ပေါ့နော်အင်းဖုံးကွယ်ထားတာက तू ကိုသူလည်းဖုံးကွယ်ထားတယ်အဲ तू ကိုကိုချိနေတာဒါကြတော့ तू ကိုကိုချိနေတယ်ဆိုတော့မှ तू ကိုသူတိမနေဘူးဘာလို့လဲဆိုတော့အဲ तू ကအဲငင်းတဲ့ချင်းနဲ့အဲ့လိုဒီကက်ရဆိုလို့ရှိရင်တော့အမြင်ရပြောလို့ရှိရင် तू ကဒီကက်ရဆို तू ကလေအဲ့လိုမျိုးဖုံးကွယ်ထားတယ်ထိမ့်သိမ်းထားတယ်ပြီးလို့ရှိရင်မပြဘူးဘယ်ရကမှအဲ့လိုမပြဒါမှ तू ရဲ့အဲဘယ်လိုပြောမလဲ သွင်းထဲမှာတော့ရှိတယ်ဆိုတော့ဂျင်နာကသူ့ရဲ့အသွင်းအသည့်ဘယ်လိုပြောမသိစိတ်ထိပေါ့နော်သူ့ရဲ့အသွင်းထဲထိတွေကိုသူ့ကိုသူနားလဲမယ်ဆိုလို့ရှိရင်တော့သူကိုယ့်ကိုချစ်နေတာကမချစ်နေဘူးလားဆိုတော့သူသိတယ်ပဲဒါပေမဲ့သူဒီခဏလေး initialization ဖြစ်နေဆိုကြတဲ့ကသူ့ရဲ့သွေးထဲမှာသူ့ရဲ့စိတ်ထဲမှာဆိုလို့ရှိရင်ကိုယ်ကိုချစ်နေလားမချစ်နေဘူးဆိုတော့သူသိကြမနေဘူးပေါ့နော်ဒါပေမဲ့ nova ခုမြင်ရဆိုလို့ရှိရင်သူကအာဖြစ်နိုင်စေတဲ့ခုရှိရဒီပိုင်းနဲ့ခုရှိနေပြန်ပြီဒါကြောင့်လက်လက်ကဲချက်ကြည့်ရပေါ့နော်ဘာလဲဆိုတော့อืมသူကကိုယ့်ကိုချစ်တယ်ဒါပေမဲ့သူ့ကိုသူ ိုကိုချစ်နေမှသူမသိဘူးเนาะအဲ့ဒါသိနိုင်ချက်တခုဘယ်လိုဟုတ်ကြပါလဲဆိုလို့ရှိရင် तू ကကိုကိုမချစ်ဘူးမချစ်ပေမဲ့အဲချစ်ဟန်ဆောင်တာပေါ့နော်ကိုငါနေ့ကိုတော့ချစ်ပါတယ်ခင်ဗျာပေါ့အဲ့လိုစမတ်ကလာလောက်နေတယ်ပေါ့နော်အဲ့လိုမျိုးမြင်ရတယ်ဆိုတော့ဖြစ်နေတဲ့နှစ်ခုရှိရဲ့ချစ်နေတာဆိုလို့ရှိရင်လည်းသူ့ကိုယ်သူမသိဘူးသူ့ကိုယ်သူချစ်နေမှမသိဘူးမချစ်နေဘူးဆိုလို့ရှိရင်လည်းသူ့ကိုယ်သူကမချစ်မှန်းသိရတယ်ဒါပေမဲ့မချစ်မှန်းသိရတာနဲ့ကိုယ်စီကနေပြီးတော့မပါလို့အဲ့လေအဲ့လိုမျိုးကိုလိုသူလိုချင်တာလေးရှိနေတဲ့အတွက်ကြောင့်ချစ်ဟန်ဆောင်နေတဲ့ ပြီးခါကျတော့အဲ့လိုမျိုးစိတ်ဟန်ဆောင်ပြီးတော့အတုံးချရတယ်လို့လည်းမြင်လာတယ်ဒါတော့လေးကညာပါဆိုတော့ခါကျတော့အဖြစ်ရပေးတယ်ဟုတ်ဒီလားဒီကရဆိုလို့ရှိရင်တစ်ဖက်သူကလည်းပဲအဲ့လိုတစ်ဖက်သူရဲ့ energy ကတော်တော်လေးမရေမရမသိမချာတော့တဲ့လူတွေကလည်းလည်းမြင်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ကဲဒီတောင်မှရိန်ဆွဲနေရဆိုတယ်ကပေါ့အစောတက်ကဟာမစ်တေချာပါပြီဟာမစ်ရပြီဆိုကြတယ်ကတော့ဒါဟာမစ်ရပါဒါဟာမစ်ဆိုတဲ့အတိုင်းပဲသူ့ကိုယ်သူပြန်ဆက်စစ်နေရဒီမှာပေါ့ဖုံး ဖုန်းကြီးရောမဟုတ်ဒါအဖိုးကြီးပေါ့အဖိုးကြီးရဆိုရင်ဒီမီးအိမ်လေးကိုယူပြီးတော့သူကအရေးတောင်ပေါ်နေနေတာပေါ့နော်ဒါတော့နှစ်ပါးဒီလေတခြားတော့ version ကိုယူထားလို့ဒီထဲမှာမမြင်ရဘူးပေါ့တကယ် original ကတ်တိုင်မှာဆိုလို့ရှိရင်တော့ဒီကတ်တောင်ကဒီကတ်တောင်ပေါ်မှာအဲ့ဒီအဖိုးကြီးတယောက်ကနေသူမတက်ရက်ပြီးတော့မီးအိမ်ကလေးပေါ့နော်ဒီကတ်တောင်ဆိုတာပြောလို့ရှိရင်အရင်မပေါ့ကွာမှောင်မင်းနေတဲ့ကအဖောင်မင်းနေနေရမျိုးပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ဒီကတ်တောင်နေပါဆိုတာပုံမှန်အဖြစ်တော့လင်းနေတာမျိုးအသိမရှိဘူးပေါ့နော် AKS နေတယ် A set နေတယ် ဆူရဟာမျိုးလည်းပြရယ်ပေါ့နော်ဆူရဟာကျတော့ဒီအေးဆက်နေတဲ့အိတ်ခက်နေတဲ့နေရာမျိုးမှာမှောင်မဲတဲ့နေရာမျိုးမှာမိရဲ့လေတလုံးကိုယူပြီးတော့မှသူကနေတော့တယောက်တည်းရှိတယ်ဆူရဟာကျတော့သူဟာဆိုလို့ရှိရင်အခုချိန်မှာသူ့ကိုယ်သူပြန်ပြီးစမ်းစစ်နေတယ်သူ့ကိုယ်သူမိခွန်းပြန်ထုတ်နေတယ်ပေါ့နော်အာကိုကိုကို maybe ပေါ့နော်တစ်ဖက်တည်းနဲ့ကိုယ်ရဲ့ကြားထဲမှာဆိုလို့ရှိရင်ဇာခိုင်တဲ့ပြန်ပြောပြနေဖြစ်နေတယ်မျိုးလည်းပြနေတယ်ဒီကဲရဆိုလို့ရှိရင်ကိုယ်ရဲ့သူရဲ့ကြားထဲမှာ communication တိတ်မရှိရဘူးလို့ပါမြင်နေရတယ် communication တိတ်မရှိရမျိုးစကားတွေပါတယ်သူ့ဘက်ကလည်း instant နေတာမျိုးလည်းနှုတ်ပါမြင်နေရတယ်။နောက်တစ်ခုကကြာပါလဲဆိုတော့ဘာလို့သူအဲ့လိုဖြစ်နေလဲဆိုတော့သူ့ကိုယ်သူအချိန်ပေးပြီးတော့ငါသူ့ကိုယ်သူပြန်ဆက်ဆက်နေတာပေါ့နော်မိကွန်းတွေပြန်ထုတ်နေတယ်ငါသူ့ကိုချစ်ရလားငါသူပြန်ဘယ်လိုဆက်လုပ်ရမလဲ။ နောက်တစ်ယောက်ဒီနေတော့နောက်တစ်ယောက်ကိုရေးတင်တာနောက်တစ်ယောက်လည်းဆိုလို့ရှိရင်အစင်ကြီးမှာလားဆိုပြီးမေကုနဲ့အညာအတူကိုသူပြန်မေးရတာသူကိုသူပြန်ပြီးအဖြစ်ရှာနေကြတာလို့နှုတ်ပါမြင်တယ်အဲကြောင့်မို့လို့သူကဆိုလို့ရှိရင်ကိုနဲ့ပတ်သက်ပြီးရောစကားရဲ့အေးစစ်စစ်ပြောနေတာမျိုးတော့မဟုတ်ဘူးအဲစကားရုံပြောဖြစ်တာမျိုးစကားရဲ့ပြောဖြစ်တာဆိုလို့ရှိရင်လည်းအစ်ဒီအေးစက်တွေပြောနေတာမျိုးလေးတွေနှုတ်ပါမြင်နေရပါတယ်ဆိုတော့အဖြစ်ရောထွက်မနေဘူးဒီကက်ရဆိုလို့ရှိရင်ဒီဘာလဲလက်လျှော့လိုက်ပေါ့နော်အဲ့တော့ဒါဟိုင်းမစ်ကထပ်ပါလို့ဆိုတော့ဒါဟိုင်းမစ်ကတော့ကက်အကြီးရတော့တာပါကက်ကြီးဖြစ်တဲ့အတွက်ကြောင့်ဒီကက်ရဆိုလို့ရှင်ကြာလိုက်မယ်သူရဲ့သူ့ကိုယ်သူ ပြန်ဆက်ပြတာသူ့ကိုသူပြန်သေးကြအောင်လုပ်နေတာကလည်းအချိန်ကြီးအများကြီးကြာနေပဲပေါ့နော်6လောက်တော့ကြာနေမယ်ဆိုတော့သူကတကယ်လို့ကိုကိုသူ့ရည်စားလေးဖြစ်မနေသေးဘူးဆိုလို့ရှိရင်ကိုကိုကျိုးရှင်နေခံတာမှာ6လောက်တော့ကျိုးရှင်နေလှလာလိုက်မယ်အာသူ့ရည်စားလေးဖြစ်တဲ့ဆိုလို့ရှိရင်သူ့ရဲ့အေးစက်စက်ပြူမှုတွေရာဆိုလို့ရှိရင်6လောက်လောက်ထိကြာဖို့ရှိပါတယ်အာတကယ်လို့များပေါ့လို့မြပအမြင်ရဆိုလို့ရှိဒီမှာပထမဆုံးပါဆိုလို့ရှိရင်တော့ကျွန်တော်ခပ်ပြခဲ့တဲ့အတိုင်းဆိုလို့ရှိရင်ကျွန်တော်ခပ်တာ တကယ်တည်းတည်ရှိကြတော့မနော်ခင်ဗျာကပြဆိုလို့ရှိရင်တော့သူရဲ့စိတ်ခံစားချက်တွေအကိုရဲ့ခက်စိတ်ခံစားချက်တွေကိုအသုံးပြုပြီးတော့သူကနေပြီးတော့မှကျုပ်မြတ်တွေကိုယူတယ်ကိုရဲ့စိတ်ခံစားချက်တွေကိုပလေးနေတယ်ပေါ့ခစားနေတယ်လူမျိုးဖြစ်ပါတယ်ကိုကသူဘယ်လိုမြင်လဲဆိုလို့ရှိရင်သူရဲ့အချစ်တွေကိုမျှဝေပေးရမယ်နှစ်ယောက်ထဲတစ်ယောက်လိုမြင်နေပါတယ်ပေါ့နော်သူရဲ့စိတ်ရည်သူရဲ့အနာဂတ်တွေသူရဲ့ plan တွေကိုသူရဲ့အသေးတွေအကုန်လုံးကိုမျှဝေပေးမယ်နှစ်ယောက်တစ်ယောက်ပေါ့နော်အာပြောပြောချင်တာရောနှစ်ယောက်ထဲတစ်ယောက်ပေါ့နော်သူရဲ့ ဒီတဲကညှောက်ခဲ့တဲ့တယောက်လို့ပြောရမှာဖြစ်ပါတယ်။နောက်ပြီးတော့ the seven of cup ပြဆိုလို့ရှိရင်သူကိုခွဲရခက်နေတယ်ပေါ့နော်ကိုရဲ့သူရဲ့ကြားရဘာလဲဆက်လို့ရမလဲဆိုတော့သူစဉ်းစားလို့မရအဖြေလည်းထုတ်လို့မရဘူး indecision တွေဖြစ်နေပါတယ်။နောက်ပြီးတော့ဥစ္စာတွေမှာရှိရင်တကယ်ရှိတဲ့အရာတွေကိုထုတ်မပြဘူးကိုတိအောင်လဲသူ ထုတ်မပြဘူးဟန်ဆောင်ထားရပေါ့နော်အဲ့လိုမျိုးညာရှိတယ်နဲ့နောက်ပြီးရကျတော့သူကိုယ့်ကိုချစ်နေလဲဆိုရင်တော့မသူ့ကိုယ်သူသိမနေဘူးလို့ပြောရမှာပေါ့နော်အလူတွေဆိုရဲဆိုရှောလိုက်ရတဲ့ခါကျမှပဲချစ်နေမယ်သိရတာမျိုးတမိုးရှိမသိလဲရမျိုးလည်းဖြစ်တတ်တာပေါ့နော်ဆိုတော့အနားမရှိနေဆိုတမိုးမထားကြဘူးအချစ်နေမယ်လည်းသူ့ကိုယ်သူမသိနိုင်ဘူးလည်းဖြစ်တတ်တယ်ပေါ့နော်ဒါခါမစ်ကကျတော့သူ့ကိုယ်သူပြန်ပြီးတော့အချိန်လေးယူပြီးတော့ကပြေရှာနေရတဲ့အချိန်ကာလဖြစ်တယ်ဒါကြောင့်မလို့သူကိုယ်သူအချိန်ပေးနေရတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ပုံမှာအာလောကကြီး100% ဟာလည်းပါဆရာအအောင်ဆိုရင်စူတိုင်းမျိုးတွေရှိနေဘူးအအောင်တွေရှိနေဘူးလို့ကတော့မြင်ပါတယ်ဒါတော့မြေပါရဲ့ဒီအတစ်ဖက်သူရဲ့ကိုယ်ကြားလိုက်ကပေါ့နော်အအသွေးတွေပေါ့တစ်ဖက်သူကိုယ်ပေါ်မှာသွေးတွေတိုင်သွေးလေးတွေအမြင်လေးတွေကိုဒီဘာဘီလေးဖတ်ပေးကြဖြစ်ပါတယ်တကယ်လို့များဒရီဒင်းလေးတွေကမြေပါရဲ့အမြင်အဲ nova reading လေးတွေဟာဆိုလို့ရှိရင်ကိုတကယ်ဖြစ်နေအရာရဲ့ low 100%တက်ကဲ့ညီတဲ့သူမြင်နေတဲ့ဆိုလို့ရှိရင် nova ရဲ့ telegram channel လေးမှာလာပြီးတော့မှာ ရီဒီနေလာပြောမိလို့ရပါတယ်ဘောက်ကွက်ရှင်လေးထောင်းပါ3 question ဆိုလို့ရှိရင်အောင်နံပါတ်6ဆိုပြီးတော့မလို့ရင်းလေးပြေးလိုက်ရှင်အဲနောက်ပြီးတဲ့ခါကျတော့ mobile debate လေးကိုဆက်ပြီးတော့မှာဖတ်ကြည့်နေတယ်ကြည့်ကြည့်ရဆိုလို့ရှိရင်တော့ mobile ဒီ channel လေးကို like နဲ့ subscribe လုပ်ခဲ့ပြီးပို့လို့လည်းဘာသာတော့လုပ်ကြပါရနော်အာကြည့်ပေးခဲ့ကြရတဲ့ reading လေးတွေအကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတွေ့တွေ့ပြေးပြေးကြပါအောင်မယ်နော်အားလုံးပါပါ